မင်္ဂလာပါခင်ဗျာကျွန်တော်တို့ကွင်းပတ်ကစားရင်းအရန်ဘောရိုက်တဲ့ဖြစ်စဉ်လေးနဲ့ပတ်သက်ပြီးတော့ရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်လွန်ခဲ့တဲ့စနေနေ့ကကျွန်တော်နဲ့တင်ငယ်ချင်းတွေ daily round ကွင်းပတ်ကစားရင်းနဲ့ကျင်းနံပါတ်စနစ်မှာကျွန်တော်ဘောလုံးကဘယ်ဘက်ကိုချိတ်ပြီး penalty area အဆက်ထဲကိုကျသွားပါတယ် penalty area ထဲတော့ကျမကျမသိချဘူးဒါပေမဲ့ penalty area အဆက်ကိုရောက်သွားတယ် ရေချမကြမတေချာပဲဖြစ်သွားတဲ့အချိန်ဆိုတော့ကယ်ဒီလေးကကျွန်တော်အရင်ဘောမရိုက်တာကိုကြည့်ပြီးတော့မေးပါတယ်။ဆရာအဲ့လိုရေချမကြမတေချာတဲ့အချိန်မှာ professional ball အရင်ဘောရိုက်ထားအခွင့်ရှိသလားတဲ့။အသိကောင်းတဲ့မိကောမှာအဲ့လိုကယ်ဒီမျိုးကျွန်တော်တို့ချီးကျူးပါတယ်။ကျွန်တော်အကောင့်ထဲမှာလည်းလာကြည့်နေတဲ့စီမင်းဆိုင်ရာလေးလာနေတဲ့အထဲမှာကယ်ဒီလေးတွေအများကြီးပါတယ်လို့သိထားပါတယ်။ ဒီလို carry လေးမျိုးကိုကျွန်တော်အင်မတန်ချီးကျူးပါတယ်အဲ့မှာကျွန်တော်ရှင်းပြတာကတမိရေမှတ်ထားတော့အရန်ဘော်လုံးဆိုတာက အခြေအနေနှစ်ခုမှာပဲရိုက်ခွင့်ရှိတယ်တမိ1မိမိရိုက်လိုက်တဲ့ဘောလုံးဟာ OB ကျနိုင်တယ်လို့ယူဆမိတဲ့အချိန်နံပါတ်1အကြောင်းအရာက penalty area အပြင်ဘက်မှာမိမိဘောလုံးပျောက်ဆုံးနိုင်တယ်လို့ယူဆရတဲ့အချိန်မှာမှ provisional ဘောကိုရိုက်ခွင့်ရှိပါတယ်လို့အဲ့လိုမဟုတ်ပဲ penalty area ကျနိုင်တယ်လို့ယူဆလို့ရှိရင် provisional ဘောရိုက်ခွင့်မရှိပါဘူးရိုက်လိုက်လို့ရှိရင် provisional ဘောအဖြစ်အသက်မွေမဲ stop and distance နဲ့ရိုက်တဲ့အချက်နဲ့အကွာဝေးတွေနဲ့ရိုက်တဲ့ရိုက်ချက်ပဲဖြစ်သွားပြီးတော့ရိုက်သုံးဖြစ်သွားမှာပါလို့ရှင်းပြဖြစ်ပါတယ်အဲ့လိုနဲ့သွားရှာတဲ့အခါမှာကျွန်တော်ဘောလုံးဟာ1မိနစ်ကျော်အချိန်ထိ ရှာဖွေတွေ့ရှိခြင်းမရှိပါဘူးအဲ့တော့ကျွန်တော်ကပင်နတီအေရီယာထဲကျသွားပြီပေါ့အဲ့နောက်မှလည်းပျောက်ဆရာနေရာမရှိဘူးအဲ့တော့ KVC ရ95%တည်ကြတယ်ဒါဒီအဲရေးကျသွားပြီပေါ့ဗျာအဲ့ဒါနဲ့ကျွန်တော်ကပင်နတီအေရီယာလည်းအနီအောင်ဖြစ်လေတော့ red pinity area စီမင်းအတိုင်းဗီးတိုက်တက်တာခွဲဒုံနဲ့ပြန်တွဲမှရိုက်ဖို့ draw ချလိုက်ပါတယ် draw ချလို့လဲပြီးရော carry လေးတယောက်ကဆရာကြီးဒီမှာဘောလုံးတွေ့ပြီတဲ့ သေးပါလီရောဗျာကျွန်တော်က draw ချပြီးသွားပြီဘောလုံးကတွေ့တယ်ဘောလုံးကရိုက်လို့ရတဲ့နေရာမှာ penalty area တော့ကြတယ်အဆက်နာမှာဒါပေမဲ့ဘောလုံးကရိုက်လို့ရတဲ့နေရာကြီးမှာဘောလုံးကတွေ့ပြီတဲ့ဘောလုံးတွေ့ပြီဆိုတော့ကျွန်တော်ကလည်း draw ချပြီးသွားပြီအဲ့ချိန်မှာကျွန်တော်ဒီဘောလုံးတစ်လုံးကို substitute အသက်သွင်းလိုက်ပါပြီ in play ဖြစ်နေအဲ့တော့မူလဘောလုံးပထမရိုက်ခဲ့တဲ့ penalty area အဆက်ကဘောလုံးဒီအသက်မရှိတော့ပါဘူးတမီးရေအဲ့ဘောလုံးကောက်လိုက်ပါတော့ အဲ့ဘောလုံးမှာအသက်မရှိတော့ဘူးလို့ပြောပြီးတော့ကျွန်တော်ပြစ်ဒဏ်တစ်ချက်ပေးပြီး penalty area စီမင်းတိုင်းဆက်ရိုက်ခဲ့ရပါတယ်။ Okay ဒီဖြစ်စဉ်မှာကျွန်တော်သိစေချင်တဲ့အကြောင်းအရာအချက်နှစ်ချက်ရှိပါတယ်။ပထမတစ်ချက်က professional ball ကိုဘယ်ချိန်မှရရမယ်ဆိုတာသိထားဖို့ penalty area ထဲကျနိုင်တယ်ဆိုတဲ့ဖြစ်စဉ်မျိုးမှာ professional ball ရိုက်ခွင့်မရှိဘူးဆိုတဲ့ rule number 80.3a ကိုသိစေချင်တာပါ။ဒုတိယဖြစ်စဉ်က ဘောလုံးနောက်တစ်လုံး draw ချပြီးအသက်သွင်းလိုက်ပြီးပြီဆိုရင် နောက်တစ်လုံးမှာအသက်မေ့သွားပြီဆိုတော့ root number 40.4ပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာဆုံကြမယ်ဟ